အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာမှာကံလန်းတီယိုဟာညံလန်းမှာထိတွေ့ပြီးရက်တန့်နေခြင်းမဖြစ်ပါတယ်ကံလန်းတီယိုစကဘဲဂျူခုံကပဲစပါစေညံလန်းမှာထိတွေ့ပြီးရက်တန့်နေမယ်ဆိုရင်သူသူဟာဘဝပထမအရွယ်မှာပဲဆုံးဖြတ်ချက်တွေမှာရည်ရွယ်ချက်တွေမှာအတွေးမှားတွေနဲ့ဘဝမှာကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ်အဲ့ဒီချက်တွေကြောင့်ပဲပထမအရွယ်မှာပဲခက်ခဲလွန်းတဲ့ငွေကြေးကံတွေအောင်မြင်မှုတွေကနေဝေးကွာနေတယ်လို့ကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ် အကယ်၍လက်ရည်စာကောင်းမှုပြီးလက်အနေထားကလည်းပြေပြေလာပနိုင်မယ်။ယူခုံတွေကလည်းအားကောင်းနိုင်မယ်ဆိုရင်တော့တင်းတော့မစိုးဝါတတ်ပါဘူး။ဒါပေမဲ့အများစုကတော့ဆုံဖြတ်ချက်အမားတွေကြောင့်အောင်မြင်မှုတွေနည်းပါးသွားတတ်ပါတယ်။တနည်းအားဖြင့်ဆိုရမယ်ဆိုရင်အဲ့ဒီကာလတွေဟာခက်ခဲတတ်တဲ့ကာလတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့နှလုံးလန်းချောင်းပြတ်ဟပြီးနှစ်ထပ်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ပုံမှန်ပြတ်ထားတဲ့လောက်ဝါမျိုးကိုကြည့်ပါ။နှလုံးလန်းချောင်းဟာပြတ်ဟပြီးနှစ်ထပ်ဖြစ်နေမယ်ဆိုရင် အဲဒီတော့နဆက်ဖြစ်ဖို့လမ်းစာတစ်ခုဖြစ်စေတတ်တဲ့အထဲကမှအချက်တစ်ခုဖြစ်ပါတယ်။ဝိယပါနှလုံးရောဂါဖြစ်တတ်တာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်ရုတ်တရက်နှလုံးဖောက်တာမျိုးတွေကိုသတိပြုရပါမယ်။ဒီလိုနှလုံးလမ်းကြောင်းမျိုးဟာယောဂါကြောင့်သာသမီယူဖို့ပါအခက်အခဲဖြစ်ရတတ်တဲ့နှလုံးလမ်းကြောင်းမျိုးဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အိမ်တော်ရေးထက်ရမတ်ကိုဦးစားပေးတတ်ခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာကာမလမ်းကြောင်းဟာအဖြတ်တောင်းမရှိပဲထင်ရှားစွာတည်ရှိနေပါတယ်။ ဒီလိုလမ်းကြောင်းမျိုးတည်ရှိနေမယ်ဆိုရင်မိမိဟာသွေးထွက်တန်ယူဖြစ်မှအာရကျေနပ်မဲ့သူဖြစ်ပါတယ်။တယောက်တည်းစိတ်အာသာဖြေတတ်ပါတယ်။အတ္တမေထုံမှုပြုလုပ်မယ်။အိမ်တော်ရစ်ထက်စိတ်ဆန္ဒအာယုံခံစားမှုကိုပူဇော်ပေးမယ်။မိမိဟာလူအလိုနမလိုက်နိုင်စိတ်မျိုးဖြစ်တတ်ပါတယ်။အချစ်ရေးမှလည်းအနိုင်ယူလို့စိတ်ရှိမယ်။ဩဇာအာဏာပေးလို့တယ်။ရည်စားများတတ်မယ်။အပျော်ပါးကိုလုံလုံကျူးကျူးလိုက်စားလို့စိတ်ရှိတတ်ပါတယ်။ နောက်တစ်ခုကတော့ယုတ်တရက်တည်ဆုံးခြင်းအတွက်နမိတ်လက္ခဏာတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။နံပါတ်1အသက်လမ်းကြောင်းဥကောင်းလမ်းကြောင်းနှလုံးလမ်းကြောင်းတို့ဟာအင်္ဂါဂျူခုံကိုတိုးဝင်နေပြီးတော့တစ်ခုနဲ့တစ်ခုထပ်ပြီးတော့ကြက်ချီပုံစံဖြစ်ပေါ်နေမယ်ဆိုရင်ယုတ်တရက်အန္တရာယ်ကြာရောက်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။ဒီလိုအသက်ဆုံးနိုင်တဲ့အမတ်သားဟာအင်္ဂါဂျူခုံမှာကြက်ချီအမတ်သားပါရှိခဲ့မယ်ဆိုရင်ပို့ပြီးတော့တတိထားရပါမယ်။လက်နက်တွေထိခိုက်နိုင်ပါတယ် ဥမာတန်တတုအပိုင်းစားကနေအစရံပေါက်ကွဲခြင်းအထိထိမှန်သေဆုံးနိုင်တယ်လို့ဆိုပါတယ်။နံပါတ်2ကတော့အသက်လမ်းမှာကျွန်းထင်ရှားပါရှိနေခြင်းပဲဖြစ်ပါတယ်။ဒါကလည်းရုတ်တရက်အန်ဒီရကြောက်နိုင်ပြီးအသက်ဆုံးနိုင်ပါတယ်။မဲနဲ့အမတ်သားတွေ့ရင်လည်းအတူတူပါပဲ။ဒီအမတ်သားနဲ့တွဲဖက်ကြည့်ရမယ့်အရာကလည်းရှိပါသေးတယ်။ဒါကတော့သူ့ရဲ့လက်ဝါးပြင်မှာပုံတစ်ကအမတ်သားနဲ့စနီဂျူခုံအင်္ဂါဂျူခုံတွေမှာချက်ချအမတ်သားတွေတွဲပြီးတွေ့ရရင်ပိုပြီးတော့ဖြစ်နိုင်ခြင်းများတယ်လို့ပြောရမှာဖြစ်ပါတယ်။နံပါတ်3 အသက်လမ်းနှလုံးလမ်းဦးခေါင်းလမ်းတွေမှာတိတိကျကျပြတ်နေခြင်းပဲဖြစ်ပါတယ်။ဒီအပြတ်အမှတ်သားတွေကလည်းရုတ်တရက်အန်ဒီရဲ့ကြာရောက်ပြီးတော့အသက်ဆုံးနိုင်ပါတယ်။ဒီလိုအပြတ်အမှတ်သားတွေရဲ့အသက်တိုင်းတာစနစ်အရာတူညီတဲ့အသက်ပိုင်းခြားတွေမှာပြတ်နေရင်တော့ပိုပြီးတတိပြုရပါတော့မယ်။ဒီနေရာမှာလမ်းကြောင်းတစ်ခုကအပြတ်နောက်လမ်းကြောင်းတွေမှာကကျွန်းတွေမဲနက်တွေစသဖြင့်ပါရင်တော့ဒါမှမဟုတ်ချက်ချီကအမှတ်သားတွေဥပတ်လမ်းပြတ်တွေကပါနေမယ်ဖြတ်တောက်နေမယ်ဆိုရင်လည်းအသက်အေးဆုံးနိုင်ပါတယ်။ က်ဝါပြင်ကိုလိလာတဲ့အခါမှာစနေဂျူခုံမှာစနေလက်စို့သို့မဟုတ်ကံလန်းကြောင့်တိတ်ကကြက်ချီအမတ်သားပါရှိမယ်ဆိုရင်လည်းဒါကအသံအနေနဲ့များတဲ့အမတ်သားဖြစ်ပါတယ်။ဒါပေမဲ့ဒီအမတ်သားမှာကြက်ချီဟာကံလန်းကြောင့်တိတ်ဖြစ်ရပါမယ်။ကြက်ချီတစ်ခုတည်းဆိုရင်တော့အဟောတစ်မျိုးထွက်နေတတ်ပါတယ်။ဒါနင်းကနေဂျူခုံမှာရာဇမက်ကွက်ကြက်ချီနဲ့မကောင်းတဲ့အမတ်လက္ခဏာတွေရှိနေမယ်ဆိုရင်လည်းရုတ်တရက်အန်ဒီရဲ့ကြာရောက်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။ဒီအမှတ်သားတွေဟာရုတ်တရက်သေဆုံးခြင်းအတွက်နမိတ်လက္ခဏာတွေကကောင်းလို့ချက်တချို့သာဖြစ်ပါတယ် လက္ခဏာပညာရလက်ပုံစံလက်ရည်စာနဲ့လက်ရည်သွေးတွေကိုလည်းတေချာစစ်ဆေးရမှာဖြစ်တယ်လို့အဲ့ဒီမကောင်းတဲ့အမတ်သားတွေကိုဖျက်ဆီးတဲ့အမတ်သားကောင်းတွေလည်းရှိနေသေးတယ်ဆိုတာကိုတော့သိဖို့လိုအပ်ပါတယ်။တနင်္လာကျူကုံမှာ၅ရုံမှတ်သားပါလာခဲ့မယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲ။ဘလို့လုပ်ငန်းတွေနဲ့အကျိုးပေးမလဲ။ဒါတွေကိုသိရဖို့အတွက်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့လိုအပ်ပါတယ်။ တနင်္လာကျိုးကမှာငားရုပ်ပါရှိနေမယ်ဆိုရင်ပြည်တွင်းပြည်ပကုသန်းရောင်းဝယ်ရေးလုပ်ငန်းတွေရေးလုပ်ငန်းတွေငားပန်းလုပ်ငန်းတွေငားပန်းတင်ပေါ်တွေငားပန်းလီတွေပြည်တွင်းပြည်ပနဲ့ဆက်နွယ်တဲ့ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့အလွန်အကျိုးပေးပါတယ်တခြားသောကုန်သွယ်ရေးလုပ်ငန်းတွေနဲ့လည်းအကျိုးပေးပါတယ်လီလုပ်ငန်းတွေတင်ပေါ်လုပ်ငန်းတွေနဲ့ကတော့အလွန်အကျိုးပေးပါတယ်ရေးလုပ်ငန်းကုန်သွယ်ရေးလုပ်ငန်းနဲ့ကြီးပွားအောင်မြင်ကြတဲ့သူတွေလည်းများပါတယ်ပြည်ပနိုင်ငံတွေနိုင်ငံရဲ့ခြားတွေနဲ့အကျိုးပေးတယ်လူမျိုးကြားတွေနဲ့အကျိုးပေးတယ် နောက်ပြီးတနင်္လာကျူခုံမှာငါးရုံမှတ်သားပါတဲ့သူတွေဟာငွေကြေးနဲ့ကံကောင်းတတ်ကြတဲ့သူတွေဖြစ်ပါတယ်။နောက်တစ်ခုကတော့ညံလန်းချောင်းကအပေါ်ကိုကော့တက်နေခြင်းပဲဖြစ်ပါတယ်။ညံလန်းချောင်းဟာအပေါ်ကိုကော့တက်ပြီးတော့နှလုံးလန်းကိုသွားထောက်နေမယ်ဆိုရင်ဒီလိုလူအများစုဟာညံရီတက်မြတ်ကြပါတယ်။မိမိရဲ့ဘဝကိုကိုယ်တိုင်ထိန်းចောင်းနိုင်စွမ်းရှိကြပါတယ်။ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ဖန်တီးနိုင်ကြပါတယ်။ပြတ်ထူးညံနေလည်းအလွန်ကောင်းကြပါတယ်။ညံလန်းအပေါ်ကိုကော့နေတဲ့လူတွေဟာအများပြည့်လူတော်တွေများပါတယ်။ ဘယ်လိုပညာရမျိုးကိုမဆိုသင်ယူလေ့လာမယ်ဆိုရင်တက်မြောက်လွယ်ပါတယ်ထိုသူတွေဟာတယောက်တည်းလဲမိလိုရဲ့ဘဝကိုရှင်သန်နိုင်ကြတဲ့သူတွေဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့လက်ကဝေါကနေတက်လာတဲ့ခီးသွွားလမ်းကြောင်းတွေဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးမြင့်ကိုကြည့်ပါလက်ကဝေါလမ်းတွေကနေခီးသွွားလမ်းကြောင်းတွေဟာအသက်လမ်းကြောင်းမှာအဆုံးတက်နေမယ်ဆိုရင်ထိုသူဟာခီးသွွားစင်မှာပဲပြေးဆုံးရပါလိမ့်မယ် လက္ခဏာကိုစိတ်ဝင်စားတဲ့သူအများစုပြောဆိုငင်းခုန်ကြတဲ့အထဲမှာပါဝင်တဲ့အမတ်သားတစ်ခုကတော့တန်စကားကွက်ပဲဖြစ်ပါတယ်။ဒီတန်စကားကွက်အမတ်သားကိုအကောင်းရော့အဆိုးပါမျိုးစုံပြောဆိုကြပါတယ်။ဒါပေမဲ့တကယ်တမ်းလေးလာကြည့်မယ်ဆိုရင်တော့အကောင်းရော့အဆိုးရော့ရှိပါတယ်။အဆိုးကပုံများပါတယ်။သို့ပေမဲ့တချို့နယ်ပယ်တွေမှာအဲ့ဒီတန်စကားကွက်မပါဝင်ဘူးဆိုရင်အောင်မြင်မှုရဖို့ရာဂိုင်တော့အားနေတဲ့အထီအောင်ကောင်းတဲ့အချက်တွေလည်းရှိပါတယ်။တခုရှိတာကတော့ပါဝင်ရင်ကောင်းတဲ့နေရာကတော့တောက်ကြကြုံတစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေမှာပါမယ်ဆိုရင်တော့ဂျူခုံရအားကိုအတူပြက်စီပါတယ်။တောက်ကြဂျူခုံမှာပါတာတစ်ခုပဲကောင်းပါတယ်။ဒါတောင်မှဂျူခုံကိုတေချာစစ်စစ်ကြည့်ရပါဦးမယ်။လုံလုံကြီးကောင်းတာမျိုးတော့မဟုတ်ပါဘူး။အခုဒနက်လို့ခေါ်တဲ့တန်ကြာကွက်ကို Disney မှာရှာကြည့်မယ်ဆိုရင်ပိုက်ကွန်လို့အတိတ်ပဲထွက်ပါတယ်။ဒါပေမဲ့မြန်မာအခေါ်ဝေါ်ကတော့တန်ကြာကွက်လို့ပဲခေါ်ကြပါတယ်။ယခုခေါင်းစဉ်ကိုတော့ဒနက်လို့ပဲသုံးထားတဲ့အတွက်ကြောင့်မြန်မာလို့အတိတ်ပဲကိုပါပေါင်းဆက်နားလေစီလို့ပါတယ်။ဒီစကားကွက်ဟာ ယူခုံရဲ့အာနိသင်ကိုချုံနောင်ချင်းကိုအတူဖြစ်ပေါ်စေပါတယ်။ယူခုံနဲ့လမ်းကြောင်းဒီဂရီတချို့ကိုပေါင်းစပ်ကြည့်မယ်ဆိုရင်တန်စကားကွက်ပါနေတယ်ဆိုရင်အဲ့ဒီအင်အားကိုတိုင်းတာတဲ့နေရာမှာအကက်အခဲအတူဖြစ်စေပါတယ်။အလွန်ကောင်းသလိုတချို့အလွန်ဆိုးနေကြတာလည်းရှိပါတယ်။ပုံမှန်အင်အားကိုထိန်းချုပ်ထားခြင်းလည်းရှိနေပြန်ပါတယ်။ရေမှုရအဖြစ်ဒေါင်လိုက်မြင်းကကမ်းလန့်မြင်းမှညီညာအားကောင်းနေပြီးယူခုံတန်းစင်သလောက်ကောင်းကျိုးပေးသလိုယူခုံအားနေသလောက်လည်းအဲ့ဒီစကားကွက်တွေရှုပ်ထွေးနေမယ်သေးငယ်နေမယ်ဆိုရင်အာနိသင်ပြတ်တတ်ပါတယ်။ ဒါပေမဲ့ဂျူခုံကလည်းတင်းတင်းပြီးဇရာကွက်တွေရှုပ်တွေးနေမှဆိုရင်တော့အဖြေတမျိုးထွက်ပြန်ပါတယ်။ဒါကြောင့်လက္ခဏာပညာရက်ကိုလေ့လာတဲ့နေရာမှာစာအုပ်ကြီးအတိုင်းပုံစံချမှတ်ခြင်းကိုရှောင်ပေးပါ။ဒီတန်စကားကွက်ကမိမိရဲ့လက်ဘွားတောက်ကြဂျူခုံမှာပါဝင်နေမှဆိုရင်အပျော်ပါကိစ္စတွေစန့်ကျင်ဘက်လိန်ကိစ္စတွေမှာမိမိဘက်ကရှုံနေပြီးအဲ့ဒီတန်တွေကိုခံရတတ်တယ်လို့မိမိဘက်ကလည်းတခြားသူကိုစွဲဆောင်ချုပ်ကင်နိုင်စွမ်းနဲ့ရှိတတ်ပါတယ်။ ဓာတ်လက်ဆိုတာပိုက်ကုံလို့အတိတ်ပဲထွက်သလိုအပြင်လက်တွေ့မှာလဲတောက်ကြဂျူခုံရဲ့အင်အားနဲ့တခြားသူတွေကိုချုပ်ကင်နိုင်စွမ်းဇွဲဆောင်နိုင်စွမ်းအထူးဖြစ်စေသလိုတခြားသူတွေရဲ့ချုပ်ကင်ခြင်းလွမ်းမိုးခြင်းကိုလည်းဒဏ်ခံရတာမျိုးရှိပါတယ်။ရုပ်ရှင်သေုပ်ဆောင်တွေဂီတပညာရှင်တွေအစိုးရတွေအမှုပညာနဲ့ပတ်သက်သမျှဟာတောက်ကြဂျူခုံမှာရှိတဲ့တန်စကားကွက်ပါဝင်ခဲ့မယ်ဆိုရင်ပုံမှုဇွဲဆောင်အပြင်းထန်ခြင်းလွမ်းမိုးနိုင်စွမ်းအပြင်းထန်ခြင်းတွေကိုအထူးဖြစ်စေပါတယ်။ ဒီတောက်ကြအားကြောင့်ပဲအာယုံခံစားမှုတွေလွန်ကဲပြီးမူရစ်ဆေးတွေလိန်အပျော်ပါးတွေလိုက်စားပြီးနာမည်ပြတ်ကျတဲ့အမှုပညာရှင်တွေလည်းအမြောက်အများရှိပါတယ်။ဒါကြောင့်မိမိလက္ခဏာမှာရှိတဲ့တောက်ကြဂျူခုံမှာတန်စကားကွက်ပါရှိခဲ့မယ်ဆိုရင်စိုးဂျိုးတွေကိုစင်ကျင်ပြီးမိမိရဲ့စွဲဆောင်အားကိုကောင်းတဲ့နေရာတွေမှာအသုံးချပေးပါ။တန်စကားကွက်ပါပြီးစွဲဆောင်အားပြတ်နေတာတွေလည်းရှိပါတယ်။ အဲ့ဒီလူများကတော့မေထုံမီဝဲမှုနဲ့မူတာဝါဒကိုအ ਨੇ စုံနှစ်ပတ်လောက်ရှောင်ပေးယုံနဲ့ညူတက်အားဆွဲဆောင်အားပြန်တက်လာတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်ဒီတန်စကားကွက်ကလုံလုံကြီးမကောင်းသလိုအကောင်းကြီးတည်တံ့လည်းမရှိပါဘူး။ဒါကြောင့်မိတ်ဆွေများစဉ်းစားချင်းချိန်နိုင်ဖို့ဘ ഹു တုတ္တမျှဝေတင်ဆက်ပေးလိုက်ရပါတယ်။